ဂျီတဲဟာနင်းပညာမြေတိုက်ခတ်ရေးရင်ငုတ်တင်းမောအသက်ဆက်နစီကိုချဲထွန်တိဆောက်သွားဖို့စီစဉ်နေကြောင်းသိရပါတယ်။ဂျီတဲဟာတရရဲ့ကြီးထွားလာနေတဲ့ပြင်ပချင်းချောက်မှုတွေကိုတံပြန်မှုအတွက်လက်တွေ့တိုက်ပွဲဝင်နိုင်တဲ့အစ်စ်မျိုးထိလက်နက်ကင်တက်တွေကိုအင်အားချဲထွန်တိဆောက်ဖို့လိုအပ်နေစေလို့ဂျွန်လာနှစ်ရက်နေမှာထုတ်ပြန်ကြေညာမဲ့အစိုးရရဲ့ကာကွယ်ရေးမူဝါဒသုံးသပ်ချက်ထဲမှာထည့်သွင်းဖော်ပြထားပါတယ်။အဲ့ဒီသုံးသပ်ချက်တွေနဲ့အတူဝန်ကြီးချုပ်ဆာဂီရာစတာမဟာတမန်ရိုးကြဆက်လက်နက်တွေတက်ဆင်ပြီး နျူကလ িয়ার စွမ်းအင်နဲ့ခုံမောင်းတဲ့တိုက်ခိုက်ရေးရင်ငုပ်သင်းမောအသစ်ဆက်နှစင်ကိုရေးတဲ့ရဲ့လက်ရှိရင်ငုပ်သင်းမောတွေနေရာမှာအစားထိုးဖြည့်ဆည်းမဲ့အကြောင်းကြေညာသွားမှာဖြစ်တယ်လို့အစိုးရနဲ့နှိဆက်သူတွေကပြောပြပါဗျ။အဲ့ဒီစီမံကိန်းဟာ2030နှောင်းပိုင်းလောက်မှာလက်တွေ့အသက်ဝင်လာမယ်လို့လည်းသိရပါဗျ။ဒါရင်မကသေးပဲပြည်တယ်အနေနဲ့နိုင်ငံပိုင်နျူကလ িয়ার လက်နက်တိုက်တွေကိုအစစ်မြင့်တင်ဖို့အတွက်စတာလင်ပေါင်း15ဘီလီယံကြာခန့်သုံးဆဲမဲ့အကြောင်းကိုလည်းစတာမာကကြေညာသွားဖွယ်ရှိနေပါဗျ။ပြည်တယ်ရဲ့ရင်ငုပ်သင်းမောအသစ်တွေဟာ ဗီတိန်နဲ့နင်တိုဆင်မဟာမိတ်အဖွဲ့ကိုနောက်ထပ်ဆယ်စုနှစ်တွေအတော်များများဘေးကင်းလုံခြုံအောင်ကူညီဆောက်ရှောက်ပေးနိုင်လိမ့်မယ်လို့စတာမာကယုံကြည်ထားကြောင်းလည်းသိရပါတယ်။ဂျွန်လ၂ရက်နေ့မှာထုတ်ပြန်မဲ့ကာကွယ်ရေးမှူးဝါဒအသုံးသက်ချက်ထဲမှာအစိုးရအတွက်အဓိကထောက်ခံတင်ပြချက်62ခုကိုထည့်သွင်းထားမှာပါ။အဲ့ဒီထဲမှာလက်နက်စက်ရုံအသစ်6ခုတိစောက်ရေးဒရုန်းတွေနဲ့ဒုံးကျည်တွေအပါအဝင်တာဝဲပြည့်ဆက်လက်နက်အမျိုးမျိုးအရေအတွက်8000လောက်ချဲ့ထွင်ရေးစစ်ရေးအဆောက်အုံတွေကိုပြန်လည်မွမ်းမံပြင်ဆင်ရင်းနဲ့ စစ်တုံးဆက်သွယ်ရေးနည်းပညာတွေမြင့်တင်ရေးတွေပါဝင်ပါတယ်။ကာကွယ်ရေးဝန်ကြီးဂျွန်ဟေလီကသူကလာမယ့်လွှတ်တော်အစည်းအဝေးကြရင်ဗြိတိန်ရဲ့အမြဲတမ်းတည်ရင်အားကို9000-3000လောက်ထိပြန်လည်မြင့်တင်နိုင်ရေးအတွက်အဆိုပြုတောင်းဆိုသွားမယ်လို့ပြောပါတယ်။ဗြိတိန်ဟာနိုင်ငံရဲ့နျူကလ িয়ার လုံခြုံရေးအစီအမံအတွက်ဖြန့်ကျက်ထားတဲ့နျူကလ িয়ার ထိပ်ဖို့လက်နက်တချို့ကိုခင်းတဲ့အညီနည်းပညာအပိုင်းမွမ်းမံအဆင့်မြင့်တင်မှုတွေကိုလည်းစတင်နေပြီလို့သိရပါတယ်။ယူကရိန်းကိုရုရှားရဲ့ကျူးကျော်မှုအစံလာမဟာမိတ်အမေရိကန်က ဥရောပပေါ်စိမ်းကားတဲ့သဘောထားတွေပြသလာမှုတွေကြောင့်ဒီတိုင်အပါအဝင်အနောက်ဥရောပနိုင်ငံတွေဟာကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်တွေကိုမြင့်တင်ဖို့အပူတပြန်စ조사လာခဲ့ကြတာဖြစ်ပါရဲ့ရှင်